တင်တို့အိမ်မှာနေစဉ်အတုံပြူနေတယ်အန္တရာယ်မရှိဘူးလို့ထင်မှတ်ထားတဲ့တချို့အရာတွေဟာတင်မိသားစုဝင်တွေရဲ့အသက်တွေကိုနှုတ်ယူသွားနိုင်ပါတယ်ဒီအဖြစ်ဖြစ်ကတော့မိသားစုဝင်၃ဦးတယောက်ကိုတယောက်ကယ်တင်မှုစူးစမ်းရင်၃ဦးစလုံးတန်းစီပြီးအသက်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့9လပိုင်20ရက်နေ့ဒီနေ့မနက်ပိုင်းကထိုင်းတည်င်းနေမှာပေါ်ပြလာတယ်။ထိုင်းနိုင်ငံတရံမြို့နယ်နာယုံကျေးရွာမှာနေထိုင်တဲ့မိသားစုတစုဟာ9လပိုင်19ရက်နေ့ကချွေးမဖြစ်သူတက်လိုက်ခံရလို့တားဖြစ်သူမှာတွားခဲ့ရင် တားဖြစ်သူကိုပါတက်လိုက်ခဲ့ပါတယ်။ဒီလိုနဲ့မိခင်ဖြစ်သူဟာတားဖြစ်သူကိုတွားခဲ့ရင်တက်လိုက်ပြီး3ဦးစလုံးနေရာမှာတင်ဆောင်တွားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့တဆိုင်ရမှာအခင်းဖြစ်ခဲ့တဲ့အိမ်ကိုတွားရောက်စစ်ဆေးခဲ့ပြီး channel မှာတော့မိသားစုဝင်၃ဦးဟာတန်းစီပြီးတည်ဆုံနေခဲ့တာဖြစ်ပါတယ်။ပထမဦးဆုံးအလောင်းကတော့ချွေမဖြစ်သူအသက်52နှစ်၊ဒုတိယအလောင်းကတော့တာဖြစ်သူအသက်50၊တတိယအလောင်းကတော့မိခင်ဖြစ်သူအသက်89နှစ်ဖြစ်ပြီး ၃ဦးစလုံးဟာဓာတ်လိုက်တိတ်ဆုံးခဲ့တာကြောင့်သူတို့ရဲ့လက်တွေမှာဆိုရင် လောင်ကျွမ်းနေတဲ့ဒဏ်ရာတွေကိုလည်းတွေ့ရှိခဲ့ပါတယ်။နောက်ပြီးတက်ဆိုင်ရတဲ့အခင်းဖြစ်တဲ့အိမ်ကိုစစ်ဆေးဖို့အတွက်ဆက်ဆာရောက်လာတဲ့အချိန်မှာ မိခလောက်ကိုဘယ်သူမှမပိတ်ရသေးတာကြောင့်တိတ်ဆုံးသူတွေရဲ့ခန္ဓာကိုယ်ကိုဓာတ်လိုက်နေစေဖြစ်ပြီးတက်ဆိုင်ရတွေရောက်လာတော့မှမိခလောက်ကိုပိတ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးချံပပတ်စလေမှာတော့အိမ်ထဲကနေမိဂျုံနဲ့တွေ့ထားတဲ့တွန်နန်ဂျိုဟာမြေပြင်နဲ့20စင်တီမီတာအမြင့်မှာပဲရှိပြီး အဲ့ဒီတွန်းနိုင်ဂျိုကပဲမိသားစုဝင်၃ဦးကိုတက်လိုက်ပြီးတည်ဆုံစီခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားတာကတော့အခင်းဖြစ်သွားခဲ့တဲ့အိမ်မှာမိသားစုဝင်၅ဦးနေထိုင်ပြီးအသက်၁၈နှစ်အရွယ်တမိကြီးဖြစ်သူနဲ့တမိငယ်ဟာကြောင်းသွားနေခဲ့ကြတာဖြစ်ပါတယ်။အိမ်မှာကြန့်ရှိခဲ့တဲ့မိခင်ဖခင်နဲ့အဖွားဖြစ်သူဟာတက်လိုက်ပြီးတယောက်ကိုတယောက်ကယ်ဖို့ကြိုးစားရင်းတည်ဆုံခဲ့ကြတာပါ။နောက်ပြီးအဲ့လိုတက်လိုက်ရတဲ့အကြောင်းရင်းကတော့သူတို့မိသားစုဟာကြက်မွေထားပြီး channel ကိုတခုမဝင်ဘူးနဲ့ကြက်တိကိုခွေးလာဆွဲလို့မရအောင်တွန်းနန်းဂျိုနဲ့ချမ်ပပတ် လယ်ကိုလျှက်စစ်လွှတ်ထားခဲ့တာ ဖြစ်ပြီးမိုးလင်းတဲ့အခါမှာမိခလုတ်ပိတ်ဖို့မိသွားတာကြောင့်အခင်းဖြစ်ခဲ့တဲ့မနက်ကချွေးမဖြစ်သူဟာအဝိတ်သွားလှမ်းရကနေလျှက်စစ်လွှတ်ထားတဲ့တွန်းန်ဂျိုကိုထိမိကဓာတ်လိုက်လို့လဲကျသွားပြီးအော်ဟစ်အကူညီတောင်းတဲ့အချိန်မှာယောက်ျားဖြစ်သူကပြေးလာခဲ့ရင်သူ့ကိုပါဓာတ်လိုက်ခဲ့တာကြောင့်မိခင်ဖြစ်သူကတွေ့တော့ တားဖြည့်သူကိုလာခဲ့ရာကနေ၃ရောက်စလုံးဟာတက်လိုက်ပြီးတိတ်ဆုံးသွားခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။နောက်ပြီးရွာသူရွာသားတွေပြောတာကဒီအိမ်မှာစုစုပေါင်းလူ၅ယောက်နေကြတယ်။အခင်းဖြစ်ခဲ့တဲ့အချိန်မှာကလေးနှစ်ယောက်ဟာကြောင်းသွားနေခဲ့တာကြောင့်အသက်ရှင်ကျန်နေတာဖြစ်တယ်။တကယ်လို့သူတို့သားအိမ်မှာရှိနေပြီးသူတို့မိဘတွေတားလိုက်နေတာကိုတွေ့လို့သွားခဲ့ရင်တော့ သူတို့တွေရဲ့အသက်တွေပါဆုံးရှုံးရနိုင်တယ်လို့ရွာသူရွာသားတွေမှပြောပါတယ်။လက်ရှိမှာတော့ကြန့်ရှိခဲ့တဲ့တမိနှစ်ယောက်ဟာအားကိုးရမယ်ဖြစ်နေပြီးဦးလေးဖြစ်သူကကြန့်ရှိခဲ့တဲ့တမိနှစ်ယောက်ကိုတာဝန်ယူဆောင်ရှောက်သွားမှာဖြစ်တယ်လို့ထိုင်းတဲ့တင်မှပြောပါတယ်။